thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တီရကူနဲ့ဥဝရီတူလုံရဲ့ကြောင့်ဗုဒ္ဓဘာသာကိုအစွန်ရောက်စစ်သွေးကြွအဖွဲ့လို့မြင်လာကြောင်းတန်ခါသမကပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဥညာနေတရာဥစေကိန်းနာနဲ့ဥဝရီတူကအာနာသိန်းစစ်ကောင်စီရဲ့အကြံဖက်လုံရဲ့တွေကိုတားမြစ်ရမယ်စာမြောင်ပြင့်ပေးနေလို့ဗုဒ္ဓဘာသာကိုရက်ဆက်တန်းချုပ်တဲ့အစွန်ရောက်စစ်သွေးကြွအဖွဲ့လို့မြင်လာကြတယ်လို့ငိမ့်ချိတန်ခါသမကအဖွဲ့မှပြောပါတယ်ငိမ့်ချိတန်ခါသမကအဖွဲ့မှဥညာနေတရာဥစေ င်ကိန်းနာနဲ့ဥဝီလီသူတို့ကလုံရမြနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဝေဖန်နေထုတ်ပြန်ချက်တစ်ခုကိုမေလ23ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်စီရဲ့လုံရကြောင်းစကိုင်းတိုင်းနဲ့ရခိုင်ပြည်တွင်အစုလိုက်ပြုံလိုက်တည်ဆုံခဲ့ရတဲ့အရတားပြည်သူတွေရဲ့တည်ဆုံခဲ့ရမှုဖြစ်စဉ်ပေါ်ငင်းချင်းတန်ကသမကဖွဲ့ကပြောဆိုခြင်းဖြစ်ပါတယ်မင်းအောင်လိုင်ဦးဆောင်တဲ့စစ်ကောင်စီဖွဲ့ကကိုကိုွယ်တဲ့တရကူစီရတော့ဦးစီကိန်းနာဦးဝရီသူအစားရှိတဲ့ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကိုယ်တိုင်ကအကျမ်းဖတ်တောင်းကျမ်းတဲ့လူရက်တွေကိုတားမြင်ရမယ့်အစားမြောက်ပင့်ပြီးနေတော့ဗုဒ္ဓဘာသာကိုရက်ဆက်တန်းချုပ်တဲ့အကျမ်းဖတ်တောင်းကျမ်းသူအစွန်ရောက်စစ်သွေးကြွအဖွဲ့လို့မြင်လာကြပြောလာကြတာကိုလည်းနားစရာမရှိတော့ပါဘူးလို့ငြိမ်းချမ်းရေးတန်ခါတမကဖွဲ့ကဆိုပါတယ်မင်းအောင်လိုက်ဦးဆောင်နေစစ်ကောင်စီဘွဲကိုကဘာကျော်အိုက်စစ်ကဲ့သို့ဗုဒ္ဓဘာသာရဲ့အလွန်ရက်ဆက်ကြမ်းကြုတ်တဲ့အကျမ်းဖတ်တောင်းကျမ်းသူအစွန်ရောက်စစ်သွေးကြွအဖွဲ့လို့ပြောဆိုနေကြပြီလို့ငြိမ်းချမ်းရေးတန်ခါတမကဖွဲ့မှထုတ်ပြန်ထားပါတယ်။ အခုဆိုရင်ဘုဇုံမူကြီးမြောင်းလိုင်းဦးဆောင်တဲ့စစ်ကောင်စီဖွဲ့ကြောင့်ဗုဒ္ဓဘာသာဟာလည်းရက်ဆက်ကြံကြုတ်တဲ့အကြံဖတ်တောင်းကျမ်းသူအစွန်ရောက်ဆွတ်သွေးကြဖွဲ့ဖြစ်နေပါပြီလို့ပြောပါရယ်အပြစ်မဲ့ပြည်သူတွေပေါ်မြောင်းလိုင်းကရရက်ဆက်ဆက် ကျင်နာတရားကိမဲ့ခြင်းတနာညာတာမှုခံပါခြင်းကိုချင်းစာတရားမရှိရပြင်အလွန်တရားဆက်ဆုံးစွန်ကြစရာကောင်းနေဘုံကျက်တပြက်အောက်တန်းကြရလို့ရက်ကိုမရှက်မကြောက်ထပ်တလဲလဲကျူးလွန်နေကြောင်းလဲငိမ့်ချဲတန်ကတမကဖွဲ့ကထုတ်ပြန်ထားပါတယ်ဒါကြောင့်မင်းအောင်လိုင်ဦးဆောင်နေစစ်ကောင်စီဖွဲ့ရဲ့ကျူးလွန်မှုတွေကိုဆင်ရဆွေးမှုနဲ့အမြန်ဆုံးအရေးယူနိုင်ဖို့ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ငိမ့်ချဲတန်ကတမကဖွဲ့မှတောင်းဆိုထားပါတယ်စကိုင်းတိုင်းတပရင်မြို့နဲ့အိုထင်ကွင်းကျေးရွာကစာတင်ချောင်းကိုမေလ၁၂ရက်နေ့မနက်ပိုင်းကစစ်ကောင်စီမှလေးချောင်းဘုံကျက်တိုက်ခိုက်ခဲ့ ဲ့လို့ဆီယမနန်ဦးပါဝင်ကလင်းငယ်23ဦးထိတင်ဆောင်ခဲ့ပြီးဒါဇင်နဲ့ချီတဲ့ကလင်းငယ်များလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကရခိုင်ပြည်ထွန်းရဝေကျေးရွာကိုမေလ23ရက်မနေ့ပိုင်းကလေးချောင်းဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သား23ဦးထိဆောင်ပြီး20ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီဆရာဆွေမှုကြောင့်ပြည်သူများရဲ့ဆုံးရှုံးနေတာမျိုးပေါ့တရားမျှတမှုပြန်လည်ရရှိဖို့ NUG တာဝန်ယူမယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းကာလမှာစစ်ကောင်စီဆရာဆွေမှုကြောင့်ပြည်သူများရဲ့ဆုံးရှုံး ရှုံးနေတာမှုပေါ်တရားမျှတမှုပြန်လည်ရရှိဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတာဝန်ယူမယ်လို့ပြောဆိုပါတယ်။မေလ23ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကအဲ့ဒီလိုပြောကြားလိုက်တာပါ။တော်လိုင်းကာလာတရှောင်းအကြံဖက်စေအုပ်စုရဲ့ကျူးလွန်ခဲ့တဲ့ဆရာဆွေးမှုတွေကြောင့်ပြည်သူတွေရဲ့အသက်အဝင်စီစဉ်တွေပျက်စီးဆုံးရှုံးခဲ့ကြတဲ့ပြည်သူတအုပ်တိောက်ချင်းစီတိုင်းရဲ့ကြာဆုံးခဲ့ရတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေအားလုံးအတွက်တရားမျှတ တမှုပြည်လဲရိုင်းယူနိုင်ဖို့ဟာအမျိုးသားညီညွတ်ရေးအစိုးရပါဝင်တော်လိုင်းအင်အားစုတွေအားလုံးရဲ့တာဝန်တစ်ခုလို့ခံယူထားပါကြောင်း NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ဒါအပြင်ပြည်သူလူထုတရက်လုံးလိုလားတောင်းတနေတဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ဖို့နဲ့ရင်းနှီးပေးဆက်ခဲ့ရသူတွေအတွက်တရားမျှတမှုပြည်လဲရိုင်းယူနိုင်ဖို့တော်လိုင်းတဖွဲ့ဝင်တွေကမပြီးဆုံးသေးတဲ့တာဝန်တွေကိုဆက်လက်ဆောင်ရွက်ကြဖို့ NUG ကတိုက်တွန်းပါတယ်။စစ်ကောင်စီရဲ့ပြစ်ခတ်ရေးစိမ်းကြီးညာချက်ကသဘောတူညီချက်တွေကျင်းဝစီကံတွင်လိုက်နာနေသလားဆိုတာနိုင်ငံတကာကစ ောင့်ကြည့်ပေးဖို့လိုအပ်နေတယ်လို့ဦးနေဖုံးလက်ကဆိုပါတယ်စစ်ကောင်စီကစကိုင်းတိုင်းတပင်ရင်းမြို့နယ်အိုးထင်းကွင်းကြီးပါကိုမနေ့ကမေလ၁၂ရက်မနေ့ဆယ်နိုင်ဝင်းကျင်မှာလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့လို့ဆီယမာနာဦးပါဝင်ကျောင်းသားကျောင်းသူ၂၀နှုန်းတိဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူ၆၀ဦးထပ်မင်းရှိခဲ့ပါတယ်မေလ၁၃ရက်မနေ့ဆယ်နိုင်ဝင်းကျင်မှာလည်းရခိုင်ပြည်ရသေးတောင်မြို့နယ်ထွန်းရွေကြီးပါကိုစစ်ကောင်စီကပေါင်900ပုံနှလုံးအုံပြုပြီးတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငင်များပါဝင်ရွာသား၁၃ဦးတိဆုံးပြီး၂၀ဦးထပ်မင်းဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်မနေ့ကမေလ စနေရမှာလဲမကွေတိုင်းကံကောမျိုးနဲ့လဲမကြေးဘွားကိုကံကောချေဆိုင်စစ်ကောင်စီရဲ့ခလာရ90တရင်ကဝင်ရောက်လာပြီးရွာသားစတအုပ်ကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခါနောက်ထပ်ရွာသား20ကျော်ကိုလည်းဖမ်းဆီးသွားပါတယ်။အာနာသိန်းစစ်ကောင်စီကတပင်းရင်မျိုးနဲ့အိုးထိန်ခွင်ကြေးရွာကိုလေကြောင်းမှပုံချေတိုက်ခိုက်မှုမပြုလုပ်ခဲ့ကြောင်းပြောင်းလဲညှင်းဆိုထားပြီးတော်လိုင်းတပ်ဖွဲ့တွေကိုတံပြန်ဆွဆွဲထားပါတယ်။ NUG ကတော့အိုးထိန်ခွင်ကြေးရွာမှာစာမီဝဲဖြီဆိုနေတဲ့စာတင်ချောင်းတွေကိုရည်ရွယ်ချက်ရှိရှိစစ်ကောင်စီတပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့တာလို့သတင်းမှဖော် ဖော်ပြပါရှိပါရရှင်။တပင်းရင်မစကောင်စီရင်အစိုးလိုက်ပြုံလိုက်ပုံကျဲတပြက်မှုကြောင့်ကျောင်းသားနဲ့ဆရာမ29ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ60ကျော်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းမျိုးနယ်အိုထိန်ကွင်းကျေးရွာရှိစာတင်ကျောင်းကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိပုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသားကလေးငယ်နှင့်ဆရာမပါဝင်22ဦးထိရှိပြီး60ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ စစ်ကောင်စီကမေလ12ရက်နေ့မနက်10:00နာရီဝန်းကျင်ခန့်မှာပညာရေးလိုအပ်ချက်ရာဂျာကာလာပညာရေးဖြင့်စတင်ကြနေတဲ့စတင်ကြောင်းနေပေါ်ကိုပေါင်900ဘုံတင်းချတိုက်ခိုက်ခဲ့ရာအစုလိုက်ပြုံလိုက်တည်ဆုံခဲ့တာဖြစ်ပါတယ်။ခဏခဏကိုဘုံလာကျင်းနေတော့ကြောင်းပိတ်နေရတာနဲ့စာရီကမပြီးဘူးပညာရေးပြည့်မီအောင်အစားတို့လာရီပြန်ခေါ်ပြီးတင်ရတဲ့ဘုံမြင့်ကျင်းနေတဲ့ဒေသတွေမှာရှိတဲ့ကလေးတွေကတခါလာကျင်းပြီးသွားရင်ကြောင်းပိတ်ရပါတယ်ငင်လောက်ပြီးထင်မှပြန်ဖွင့်ရပါတယ်။အခုလိုပြန်ဖွင့်နေတဲ့အချိန်မှာအစုလိုက်ပြုံလိုက်လာတက်ဖြတ်သွားတာပါလို့စစ်ပြည်ရာဒေသမှာစာ တင်ကြားပေးနေတဲ့ဆရာမတောင်းကသတင်းဌာနကိုပြောပါရယ်အစိုးရပုံကျဲချမှုကြောင့်ចောင်းသားကလေးငယ်20နှစ်ဆရာမနှစ်ဦးစုစုပေါင်း20နှုန်းတင်ဆောင်ခဲ့ပြီးဒဏ်ရာရចောင်းသားចောင်းသူနဲ့ဆရာမ60ရှိတယ်လို့သိရပါရယ်တင်ဆောင်တဲ့ចောင်းသားចောင်းသူများထဲမှာ G2 မှ6ဦး G3 မှ2ဦး G4 မှ4ဦး G5 G7 G9 G10 G11 တို့မှကလေးငယ်များပါဝင် စုစုပေါင်း20တင်ဆောင်ခဲ့တယ်လို့သိရပါရယ် စစ်တပ်ထောက်ခံသူများနဲ့စစ်ကောင်စီဝါရဖြန့် channel မှာစာတင်ချောင်းတွေကိုပုံကျဲတိုက်ခိုက်တာမရှိဘဲ PDF တွေကစာတင်ချောင်းမှာလက်လုံပုံလုံရင်ပေါက်ကွင်းခဲ့တာဖြစ်ကြောင်းနဲ့ចောင်းပိတ်ထားချိန်မှာចောင်းတက်နေခြင်းမှာလင်းလင်းကျင်းတာဖြစ်တဲ့လူစစ်ကောင်စီရဲ့လုံရက်ကိုဖုံးကွယ်ပြီးဝါရဖြန့်ပုံဖော်ပြလျက်ရှိပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူတိုက်ပွဲတနေ့ထက်တနေ့ပုံမပြင်းထန်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းကြီးတွေတရှိရဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်အတွင်းအရခတ်တက်တော်ရင်နဲ့စစ်ကောင်စီတို့ရဲ့တိုက်ပွဲကတနေ့ထက်တနေ့ပုံမပြင်းထန်လာတယ်လို့ဒေသတွင်သတင်းအရင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲကဒီရက်ပိုင်းတွင်ခက်ဆိတ်ဆိတ်ဖြစ်လာနေတယ်လို့တိုက်ပွဲဖြစ်နေတဲ့နေရာအနီးဝန်းကျင်ကဒေသခံတွေကပြောပါတယ်။ကြောက်ဖြူမြို့ဟာတရုတ်ရဲ့ရွှေတဘာဝတန်းဝိစီမံကိန်းနဲ့ရှင်းနံပိုင်လိုင်းစီမံကိန်းများတရှိရာမြို့ဖြစ်တဲ့အတွက်မြန်မာစစ်အစိုးရအတွက်နိုင်ငံခြားဝင်ငွေအမြောက်အများရရှိနေတဲ့မြို့ဖြစ်တယ်လို့ လန်ရေးပိုင်းနဲ့စိတ်ကမ်းတီရှိယာမျိုးနဲ့ဖြစ်တာကြောင့်ပထဝီနိုင်ငံကြီးရလည်းအလွန်အရေးပါတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်စစ်ကောင်စီကကြောက်ဖြူမကြစေဖို့ခန့်စစ်ကိုတင်ချပြင်ဆင်ထားပြီးအေးရှိယာကိုထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်းမကြာခဏပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။မေလ17ရက်မနေ့ပိုင်းကလည်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အာရခတပ်တော်တို့ကလိတ်ကမော်နဲ့မလကျွန်းတေးပါနီတဝိုင်းမှာတိုက်ပွဲပြင်းထန်နေရလို့မြေပြင်စစ်ရေးတရင်အရင်မြစ်တောင်ကပြောပါတယ်။အေးရှိတဲ့အနာတီစစ်ကောင်စီစစ်ကြောင်းရောက်လာလို့အေးဘက်ကပြန်ပြင်းရင်းနဲ့တိုက်ပွဲဖြစ်တာ သူတို့ကရန်လာလာစတာနေကျော်လာတော့အင်ကပြစ်တယ်လေတိုက်ပွဲကအပြင်းထန်ဖြစ်နေတာကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်ချေဆိုင်တညောင်ရီရေတပ်ဌာနချုပ်ကိုအခုရက်ပိုင်းတွင်နေပြီနဲ့အင်အားပြည့်တင်းထားတဲ့စစ်ကောင်စီတပ်သားတွေကတညောင်ရီရေတပ်ဌာနချုပ်မှာမူလတပ်ဖွဲ့ဝင်စစ်ကြောင်းခမရ30နှင့်ခမရ940နှင့်ခမရ943တို့ကစုပေါင်းစစ်ကြောင်းတွေနဲ့စုဖွဲ့မှုတွေလုပ်ပြီးစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတယ်လို့ပြောပါတယ် အေဘက်ကအဖြစ်ခတ်ရတာနဲ့စစ်ကောင်စီဘက်ကပိုလှုပ်ရှားတဲ့အသည့်ဖြစ်ထားတဲ့စစ်ကြောင်းတွေရေတပ်ဌာနချုပ်ကလည်းအင်အား90လောက်ပါတဲ့စစ်ကြောင်းနှစ်ကြောင်းပြီးတော့တရင်စုတပ်ဖွဲ့ဝင်စစ်ကြောင်းတွေအနီးနားဝင်းချင်တွေကိုစစ်ကြောင်းထိုးနေရလို့ပြောပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေကရခိုင်ကစစ်ကောင်စီလက်လွတ်ခင်ရတဲ့ကျေးရွာနေရွာတွေနဲ့အေအေရှိနိုင်တဲ့နေရာတွေကိုမှန်းဆပြီးစစ်ကြောင်းထိုးရကနေမေလ17ရက်နေ့မှာပြင်းထန်တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။နောက်ထပ်ဒေသခံတအုပ်ကလည်းဂုံချွင်တိုင်းနဲ့အမှတ်30နေရဲတရင်အနီးနားတဝိုင်းရေတပ်ဌာနချုပ်အနီးနားတဝိုင်းကိုပြန်ထို ို့တာအခုဒီမနက်တော့ကုန်းချွင်တိုင်းနယ်မှာအဲ့ဒီစစ်ကြောင်းတွေနဲ့တိုက်ပွဲဖြစ်တယ်လို့ပြောကြတဲ့သတင်းမှဖော်ပြပါရှိပါရရှင်။